ခြေခံပညာအထက်တန်းအဆင့်ဆက်နက်တန်းမှာဥပဒေဘာသာရပ်ကိုထည့်သွင်းသင်ကြားနိုင်မှုဆရာဆရာမတွေကိုသင်ကြားရေး TOT သင်တန်းတွေစတင်ပေးနေပြီဖြစ်ပြီးဒီပေါ်မှာပညာရေးတိုင်းဝိုင်းနဲ့ဥပဒေပညာရှင်တွေကဝေဖန်ထောက်ပြနေကြပါတယ်စစ်ကောင်စီကပေးတဲ့ဥပဒေပညာရပ်ဟာဟန်ပြတာဖြစ်နိုင်ပြီးကျောင်းသားကျောင်းသူတွေကိုဥပဒေနဲ့ပတ်သက်တဲ့အကြောက်တရားတွေကိုသာသင်ကြားနိုင်ကြောင်း CDM ကျောင်းဆရာဆရာနောင်ချိုကဝေဖန်ပါတယ်စစ်ကောင်စီဘက်က ပြောတဲ့ဥပဒေပညာရဲ့ဆိုတာဘယ်လိုပုံစံဖြစ်မလဲတော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့ဖြစ်နိုင်ခြင်းများတာကတော့သူတို့ဒီအကြောက်တရားပေါ့ဗျာဒီဘယ်ဟာလုပ်ရင်တော့ဘယ်ပုံမှန်နဲ့ညီစွန်းနေဆိုတဲ့အခါမျိုးတွေကိုအဓိကထဲ့ထဲ့ဖို့ပဲသူတို့လုပ်ကြမယ်လို့ထင်တာပဲဆယ်ကျော်သက်တွေကိုအဲအဲ့ဒီဟာတွေရိုက်သွင်းဖို့အတွက်စဉ်းစားတာမျိုးလည်းဖြစ်နိုင်တာပေါ့နော်ဒါပေမဲ့ဘယ်လိုဖြစ်မလဲတော့ကျွန်တော်သိချာမသိပါဘူးအဲ့လိုပုံစံမျိုးဖြစ်ဖို့တော့ပုံများတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဘယ်လိုပြောမလို့ဟန်ပြတတ်တတ်ပဲဖြစ်မှာပါလို့ဥပဒေပညာရဲ့လိုဟာမျိုးတကယ်ပေးဖို့အတွက် ဒီရက်တူတင်နိုင်လောက်နဲ့ပြီးပြီးတော့အဲ့ဒီဆက်စမတွေကပြန်တင်နေဆိုရဲဟာကြီးကလကဲရက်တွေ့ကြတော့မဖြစ်နိုင်ဘူးများပါတယ်အဲ့ဒါကဒီចောင်းသားចောင်းသူတွေကသက်ခံပုံစံပဲဖြစ်မှာပေါ့နော်ဟိုတကယ်နားမလဲပဲねဟိုအယူကောက်လွဲတာတွေကိုပြန်ပေးပြန်တင်ချလို့ရှိရင်ဒါကပူကျိုးရှိတာမျိုးမဟုတ်ပဲねစိတ်တော့ပဲဖြစ်စီမှာပေါ့နော်အဲ့ရတော့ကျွန်တော်ကတော့အဲ့လိုတော့ထင်ပါတယ်ဟုတ်တရားဥပဒေစိုးမိုးဖို့ဥပဒေအဖွဲ့အစည်းတွေပေါ်ယုံကြည်အားကိုးစေဖို့ ਨੇ ပြည်သူတွေဟာဥပဒေကိုနားလည်ဖို့စီမံချက်တစ်ခုအနေနဲ့ပန်းနိုင်ငံရဲ့ချမှတ်ခဲ့ရမှာအခြေခံပညာရေးအထက်တန်းအဆင့်၁၂တန်းမှာဥပဒေဘာသာရပ်ကိုထည့်သွင်းပို့ချနိုင်မှုအတွက်ဆရာဖြစ်တင်နန်းတွေစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့အော်တိုဘာလ၁၇ရက်မှာပြုလုပ်ခဲ့တဲ့ဥပဒေရေးရာဝန်ကြီးဌာနတွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။တရားလွှတ်တော်ရှေ့နေတယောက်ကတော့ဒီပေါ်မှာဝေဖန်မှုတွေရှိနေပေမယ့်ထူးထူးခြားခြားပြောင်းလဲမှုတွေရှိလာမှာမဟုတ်ကြောင်းကိုပြောပါတယ်။ အတကျအနေနဲ့ကတော့ပုပ္ပလီနဲ့ပတ်သက်ပြီးတော့ဗောနော်ဝါသနာပါတဲ့လူတွေဥပ္ပိပညာကိုလေ့လာခြင်းတဲ့သူတွေအတွက်ကတော့ဒါဟာလေကားတစ်ထစ်လိုပဲမြင်တယ်ဗောနော်တင်နန်းကနေတင်ပြီးလိုက်တဲ့တင်ယုံညွန့်နိုင်နိုင်မဲ့တင်နေမဲ့ဆိုလို့ရှိရင်တော့စာကိုဖတ်ပြီးတော့သင်ကြားတဲ့ပုံစံမျိုးဖြစ်သွားမယ်အဲ့ဒီခါကျရင်ကျောင်းသားဘာဖြစ်သွားမလဲဆိုဥပ္ပိပညာရက်ပြီးဘလုံးတော်မှပင်းစရာကောင်းပါလားဆိုတော့ကိုသိသွားရင်တော့အဲ့ဒီလူတယောက်တော့ကဥရိဟာပင်းစရာကြီးပါလားလို့ထင်သွားလိမ့်မယ် တညိုညွန်းနှမ်းမှာဥရပညာကိုထည့်သွင်းပေးမယ်အချက်ဒီဝေဖန်မှုတွေတော့ရှိနေတယ်ဆိုပေမဲ့တကယ်တော့အမှန်တိုင်းပြောရင်တော့ဘာမှတော့သိပြီးတော့ထူးခြားတဲ့ပြောင်းလဲမှုကြီးမဟုတ်ဘူးအစိုးရအကြောင်းဆရာဆရာမတွေအပြင်ပုဂ္ဂလိကဆရာဆရာမတွေကိုပါဥပဒေဘာသာရပ်ဆိုင်ရာ TOD သင်တန်းတွေတက်ရောက်ဖို့ညွှန်ကြားထားကြောင်းသိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာပဲဆရာတွေအနေနဲ့သင်တန်းတွေတက်ရောက်နေရပြီးသင်ကြားရေးဆရာလုံလောက်မှုမရှိတဲ့အတွက်သင်ကြားရေးပိုင်းမှာအခက်အခဲတွေရှိနေကြောင်း ဝဂလီကဆရာတယောက်ကလည်းပြောပါတယ်ကျွန်တော်တို့ကဦးပြောင်းထားပြောင်းလဲထားတဲ့စနစ်တကြီးတွေတင်ယူมาပဲကျွန်တော်တို့ပပိကဆရာတွေရောအစိုးရအကြောင်းဆရာတွေရောတော်တော်ကြီးကိုခက်ခက်ခဲခဲဟိုလေးလာတင်ယူနေရတယ်ပေါ့နော်ဆရာတွေဘက်ကလေးလာတင်ယူရတာခက်ခဲတယ်လို့ခလေးတွေကလည်းမနေလိုက်ရခဲ့ပြီးတော့ လုံးလေရတာကိုတွေ့ရှိရတယ်ပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်ဒီမှာဒီလိုဆရာလိုဝဲချက်တွေသင်ယူရလိုဝဲချက်တွေကိုဖြည့်ဆည်းတာမဟုတ်ဘဲနဲ့အကြောင်းမတည်တဲ့ဥပဒေပညာရေးကိုထည့်သွင်းတာကတော့တော်တော်အထိပယ်မရှိဘူးလို့မြင်မိတယ်ပေါ့နော်အဓိကတော့ကလေးတွေကစာအတက်တစ်ခုထပ်လုပ်ရတာမျိုးကိုသူတို့တွေမနေမျိုးသူတို့ဆရာကြီးအနေနဲ့ကလည်းဟိုထပ်ပြောတဲ့ဆရာကြီးအလုံးလုံးရှိတာမဟုတ်တဲ့ကြောင်းမလွယ်ဘူးပေါ့နော်ဆရာကြီးအနေနဲ့လည်းသူလုံးချင်တာကိုသူထားလုပ်တယ်လို့ပဲကျွန်တော်တို့မြင်တယ်ပေါ့နော်ခင်မီဖွံ့ဖြိုးတိုးတက်ပြီးတည်ငြိမ်အေးချမ်းတဲ့နိုင်ငံကိုတည်ဆောက်နိုင်မှု လူတိုင်းဥပဒေကိုသိရှိလိုက်နိုင်ရမှာဖြစ်လို့အခြေခံပညာရေး grade 11နဲ့ grade 12တွေမှာဥပဒေဘာသာရပ်ဆိုင်ရာတွေကိုသင်ကြားပို့ချရမယ်လို့စကောင်းဆောင်က2024ခုနှစ်ကမ္ဘာ့ဆရာများနေအထိမ်းအမှတ်တော်ဝင်လာမှာကတည်းကထည့်သွင်းပြောကြားခဲ့ပူပါတယ်ကျွန်မဝေပါ